ဆရာဝန်နေတော်အံ့ဩရတဲ့ထိကယုံပင်ရဲ့အစွမ်းတတိများထိကယုံပင်ဆိုတာလမ်းဘေးတွေမှာအလေးကျပေါက်တဲ့တဘာဝအပင်တစ်မျိုးပါအညာဒေတာတွေမှာလည်းအတွေ့ရများပါတယ်ဒီအပင်ကမြေမှာကပ်ပြီးပေါက်တဲ့အပင်အမျိုးအစားဖြစ်ပါတယ်အပင်အပြော့အမျိုးအစားဖြစ်ပြီးစူးပါရှိပါတယ်သူရဲ့အရွက်တွေကလက်နဲ့ထိမိတဲ့အခါဒါမှမဟုတ် အခြားအရာတစ်ခုနဲ့ထိမိတဲ့အခါမှာညိုကျသွားတတ်ပါတယ်။ညိုကျပြီးဆယ်မိနစ်လောက်နေမှပြန်လည်လန်းဆန်းလာတာပါ။ဒါကဒီအပင်ရဲ့ထူချားချက်ပါနော်။ဒီလိုထူချားတဲ့အပင်လေးတွေကပဲတင့်ကျမရဲ့အတွက် အများကြီးအသုံးဝင်ပါတယ်နော်။ဒီဗီဒီယိုမှာထစ်ကယုံပင်ရဲ့ကျမရဲ့အတွက်အသုံးဝင်ပုံအသုံးပြုပုံတွေကိုပြောပြပေးပါမယ်။

ပြီးရင်ရေဆေးပြီးနေရောင်ချီနဲ့မထိတွေ့စေပဲတဘာဝအတိုင်း6အောင်ထားလိုက်ပါဒီအချောက်တွေကိုရင်နွေးထဲထည့်ပြီးနေစင်တောက်ပေးပါတလခန့်ပုံမှန်တောက်ပေးရင်ထူးထူးခြားခြားတက်တာလာစေပါတယ်ဒီနီးမန်းကစီးကြောက်တဲ့တဲ့သူတွေအတွက်ပါစီးကြောက်ပျော်ကြစေပါတယ်အသေးချမ်းမာကြီး အသေးအားနည်းတဲ့သူတွေအထူးသဖြင့်နေ့ရှည်အရက်တောက်ပြီးအသေးပြည့်စည်နေသူတွေအတွက်ထိကယုံပင်ပြင်ဆငါးပါးကိုနေရောင်နဲ့မထိတွေ့စေဘဲအချောက်ခံပြီးရင်တွေးထဲမှာစိန်ပြီးနေစဉ်တောက်ပေးပါ ထူးထူးခြားခြားတက်တာစီပါတယ်ရည်ယုံအတွက်စေးစွမ်းထပ်ပုံထိကယုံရွက်တွေကိုထောင်ပြီးအရင်ညှိယူထားပါ ဒီအရေးကို အရက်ဖြူနဲ့ရောပြီးနာနေတဲ့ရေယုံပေါ်ကိုတနည်းကို3-4ချိန်လိမ်ပေးလိုက်ပါ။နေရက်လောက်နေရင်အနာတွေဟာချက်ချင်းတတလာပြီးခြောက်သွေ့သွားတာကိုတွေ့ရပါလိမ့်မယ်။ကြောက်ကက်ကို အဖြစ်ပေးပြီးအစိတ်အတော့ဖယ်ရှားပေးနိုင်ပါတယ်။နောက်ပြီးကြောက်ကက်ရောင်ရမ်းတာကိုလည်းတတစီပါတယ်။အတော့ပြူနီကတော့ထိကယုံပင်အစိမ့်ကို 3ခွက်တစ်ခွက်သင်ကြိုပြီးတောက်ပေးရပါမယ်။ဒါမှမဟုတ် အချောက်ကို ယူနေချမ်းတဲထည့်ပြီးတောက်ပေးပါ။သွေးတိုးကျစေခြင်း။သွေးတိုးရောဂါကိုထိန်းချုပ်ပေးနိုင်ပါတယ်။ထိကယုံးပင်ပြုတ်ရည်ကို မကြာခဏတောက်ပေးခြင်းဖြင့်သွေးတိုးရောဂါကို ထိန်းပေးနိုင်ပါတယ်။အိပ်ပျော်စေခြင်း။ကိုယ်လက်ကိတ်ခဲခြင်းအကျောတက်တာနဲ့လက်ပြားခြေပြားထုံကျင်တာတွေအတွက် ိကယုံပင်ရဲ့ပြင်ဆ၅ပါးကို အချောက်လမ်းပြီးရင်တွေးထဲထည့်ပြီးတောက်ပါတတစီပါရယ်။အယေပြားယောဂကုသပေးခြင်းအနာဟောက်တွေပိုးဝင်နေတဲ့အနာတွေနဲ့ပွေးညှင်းလိုမျိုးအယေပြားယောဂအတွက်ထိကယုံပင်ကို ထောင်ပြီးအုံပေးတာဒါမှမဟုတ်ရည်နှွေးနဲ့ပြုတ်ပြီးအနာကိုဆေးကြောပေးတာမျိုး လုပ်ပြီးချင်းဖြင့်တတ်တာပျောက်ကင်းစေပါတယ်အကျိုးယောဂအတွက် ျောယုံမကြီးကနေတင်ပါကိုဖျက်ပြီးခြေတော့အဖျားထိထားတဲ့လူခန္ဓာကိုယ်ထဲကအရှိဆုံးအကျောကဒံတကုခုကြောင့်နာနေတယ်ဆိုရင် ထိကယုံမှာပါတဲ့ဓာတ်က အကျောတွေပြန်လဲအလုံးလှုပ်ဆောင်ဖို့ကောင်းမွန်တဲ့ထောက်ပံ့မှုကိုပေးပါတယ်ဒီလိုအကျောဒဏ်ရာရနေတဲ့သူတွေကို ထိကယုံအရင်နဲ့ကုသခဲ့ရပါတယ်တလမှာ၄ရက်၃လလောက်တောက်တဲ့အခါရက်လက်၄၀ရခဲ့တော့ ို့မှုန်ကောင်းမွန်လာတယ်လို့ဆိုပါတယ်။အနာကျက်စီနိုင်တယ်။ထိကယောအရွက်ကိုတေချာဆင်အောင်ဆေးပြီးတက်သူရေကို အနာပေါ်မှာလိမ့်ပေးတာကအနာကျက်စီဖို့အကောင်းဆုံးထောက်ကူပေးနိုင်ပါတယ်။ထိခိတ်ရှနာ အနာတွေကိုတက်တာစီဖို့ အသုံးပြုပေးလို့ရပါတယ်အစိတ်ပြေစီတဲ့ထိကယုံအရွယ် ပင်စီအမြင့်အားလုံးမှာအစိတ်ပြေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ပြာပရက်နီတို့လိုမျိုးအစိတ်ရှိတဲ့အကောင်တွေကိတ်ခံရတဲ့အခါထိကယုံပြုတ်ရီကို အသုံးပြုပေးမယ်ဆိုရင်အစိတ်ပြေစေမှာပါ။လိတ်ခေါင်းတက်တာစီချင်းလေခေါင်းကြောင့်စအိုက သွေးကျနေတာကိုတက်တာစီဖို့ဆိုရင် ထိကယုံကို အသုံးပြုပေးလို့ရပါတယ်။ ဒီခုထုံးကို ရှင်ရခင်ကာလတွေကလေးက အသုံးပြုခဲ့ကြတာပါ အရွက်ကိုရေစင်အောင်ဆေးပါ အနစ်ရအောင်ကြိုက်ပြီးအဲဒီအနစ်နဲ့မကြခနာလိမ့်ပေးပါအယောင်ကျစေနိုင်တယ်လို့လက်ခေါင်းကြောင့်သွေးကျတာကိုလည်းတတ်သားစေနိုင်ပါတယ်နောက်ထပ်နီလန်းတစ်ခုကတော့ကားဆရာတူဦးရဲ့မြဝေပမှုလေးပါထိကယုံရဲ့ပြင်းစ၅ပါးကို မောင်းတဲ့ကားရဲ့ထိန်ခုံမှာ ခုပြီးထိုင်တာပါ အဆူးအလက်တွေပါတာကြောင့်အခင်းခံပြီးတော့ထိုင်ပေးပါလက်ခေါင်းယောဂါတက်တင်တက်တာပျောက်ကင်းသွားတဲ့အကြောင်းမျှဝေပေးတာပါအခြားသူများကလည်းကိုယ်ထိုင်နေကြခုံမှလည်းထားပြီးထိုင်လို့ရပါတယ်နောက်ပြီးရင်ထိကယုံပင်ဟာဗစက်ထဲကအနာကိုတက်တာစေနိုင်တယ်ပစတ်ထဲမှာဖြစ်လေရှိတဲ့အနာဖြူဖြူလေးတွေတက်တာစီဖို့အတွက်လည်းထိကယုံ အရွက်ကိုအသုံးပြုပေးလို့ရပါတယ်။ အရွက်ကို ရေစင်အောင်စေးပြီးကြိတ်ပါကြိတ်ရည်နဲ့တို့ပေးပါတက်တာစီပါတယ်ဝမ်ပြက်ဝမ်ရှော့တက်တာစီနိုင်တယ်ဝမ်ပြက်ဝမ်ရှော့တာကိုတက်တာစီဖို့အတွက်လဲထိကယုံကို အသုံးပြုပေးလို့ရပါသေးတယ်ဝမ်တွားတာကိုတက်တာစီဖို့အရွက်ကြိတ်ရည်ကိုတောက်ပေးပါခဏကြာရင်တက်တာစီပါတယ်အယောင်ကြာစီနိုင်တယ် ခန္ဓာကိုယ်မှာရောင်ရမ်းနာကျင်မှုတွေဖြစ်တဲ့အခါအယောင်ကျစေဖို့နဲ့နာကျင်မှုကိုတတ်တာစေဖို့အတွက် ထိကယုံကို အသုံးပြုပေးလို့ရပါတယ်။ထိကယုံကိုပြုတ်ပြီးပြုတ်ရည်နှွေးနှွေးလေးနဲ့နာကျင်ရောင်ရမ်းနေတဲ့နေရာကိုရေနှင်းဖို့ကပ်ပေးတာပါ အမြန်တတ်တာစေပါတယ်။ခုလိုအဆုံးထိနာဆင်ပေးတဲ့အတွက်ဂျေဇူးအထူးတင်ရှိပါတယ်ရှင်။